ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကမတ်စုမြက်ပါဟုတ်ပြီအသက်က34နှစ်ပါဆရာကြီးအရွယ်ကောင်းလေးနေနော်ဟုတ်ကဲ့ဆရာကြီးပုံဆွဲအင်ဂျင်နီယာတဲ့စင်ကာပူကပါပုံဆွဲအင်ဂျင်နီယာဟုတ်ပြီအင်ဂျင်နီယာကွန်ပျူတာနဲ့ပေါ့နော်ဟာကွန်ပျူတာနဲ့လားဟိုကနဲ့လားလို့ဟုတ်ပါတယ်ဆရာကြီးရှင်တဲ့မနေ့3နာရီကနေ9နာရီကြာဆိုရင်တဲ့အသက်ရှူကြက်တယ်လို့မွန်းတယ်လို့မျိုးဖြစ်နေလို့ပါတဲ့မနေ့3နာရီရှင်ရဲ့ 9နာရီကြာ9နာရီကြာမှာဟုတ်ပြီဟုတ်ကဲ့ဆရာကြီးတနေကုန်အကောင်းပါတဲ့ဟုတ်ပြီကိုဗစ်ကတဲ့နှစ်ခါဖြစ်ပြီးမှဖြစ်တာပါတဲ့ဟုတ်ပြီဖြစ်တာလဲနှစ်နှစ်ရှိပါပြီတဲ့ဟုတ်ပြီဗျာကြက်တလို့ဖြစ်လို့ဆက်အိတ်ရင်းနဲ့ခေါင်းပါကြိုက်ပါတယ်တဲ့ဟုတ်ပြီစေကန်းပြတော့တဲ့စိတ်ဖိစီးမှုရှိတယ်လို့ပြောပါတယ်တဲ့ဟုတ်ပါပြီသမီးကတဲ့ပျော်အောင်နေပါတယ်တဲ့ခရီးတွေလည်းထွက်ပါတယ်တဲ့အလုတ်ဖိစီးမှုတော့နည်းနည်းရှိတာပေါ့တဲ့သမီးကိုအကြံပေးပါအောင်ရှင်းတဲ့မနေ့ အရာမထခင်ထားရမယ့်အချိန်ပဲ3နာရီ3နာရီ5နာရီဆိုတော့ဟုတ်တကယ်တော့အဲ့ဒီအချိန်ကအိတ်ကောင်းအောင်အချိန်သမီးဟုတ်ကဲ့နော်တာမန်လူဆိုရင်အိတ်ကောင်းအောင်အချိန်အလုပ်ထူးမရှိရင်လေအဲ့ဒါနှင်းတစ်စိုက်တဲ့အိတ်တဲ့အချိန်လေးလောက်အောင်အဲ့လိုနိုးလာပြီဆိုတော့เนาะဟုတ်ကဲ့ပါဆရာထထိုင်လင်းမဲ့စိတ်မကူနဲ့ကိုဟာကိုပြန်ပြီးတော့စုံမအသက်ကိုဝါဝါနှာခေါင်းဝါရှူသွင်းရှီရှီရှူသွင်းဟုတ်ကဲ့ပါဇက်ကထုတ် နော်ဟာအဝါရှူတယ်ဟာဆိုလို့ဒါအထဲမှာအောက်ဆီဂျင်ဓာတ်ပြည့်လာစီချင်တာပေါ့ဟုတ်ကဲ့ပါဆရာအဲ့လိုရှူသွင်းပြန်ထုတ်ရှူသွင်းပြန်ထုတ်လို့နော်ညာဘက်ကိုစောက်ရရနေပြီးအချိန်20လောက်လို့ပြီးပက်လက်လေးလှမ်းအိပ်ပြီးတော့အဲ့လိုဘိုက်ကြီးဖောက်လာအောင်ရှူသွင်းဘိုက်ချက်တော့ပြန်ထုတ်ရှူသွင်းပြန်ထုတ်နောက်ဘေဘုတ်ကိုတလဲလှည့်ပြီးစောင်းလိုက် အဲ့လိုဘယ်ဆောင်ညာဆောင်ပလက်တိုင်ပြီးတော့အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးခြင်းအဖြစ်သမီယောဂတက်တာပါနိုင်ပါတယ်လို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲအစာဝအနာကင်းပါရရှင်ကြပါစီဗျာ